မင်္ဂလာပါရှင်တင်တိအပ်တော်တမချန်းအစီအစဉ်မှာနှုတ်ကပတ်တော်နားဆင်ခံယူကြဖို့ဖိတ်ခေါ်ပါတယ်ရှင်တော်ရရှိမြတ်ခင်ဗျာအကြောင်းအရာတစ်ခုခုနဲ့ပတ်သက်လို့မှန်မှန်မဲခွဲကြတဲ့အခါမဲအများစုရဲ့ဘက်ကအမြဲတမ်းမှန်ကန်တယ်လို့ဆိုနိုင်ပါသလားမဲအများစုအပေါ်ယုံကြည်ပြီးမဲအများစုရဲ့ဆုံးဖြတ်ချက်အတိုင်းလိုက်မိခဲ့လို့ ပြန်လည်ပြင်ဆင်လို့မရနိုင်လောက်အောင် အမားကြီးမှားခဲ့ရတဲ့အဖြစ်အပျက်ဣသရေလလူမျိုးတွေရဲ့သမိုင်းမှာသင်ခန်းစာယူပွဲရာတွေ့ရပါတယ်။ဒီအကြောင်းကိုဒီကနေ့တင်ပြရတော့တမချန်းအစီအစဉ်မှာလေ့လာမှာဖြစ်တဲ့ဒေါလရာချန်းအခန်းကြီး73နဲ့ဒေါလရာချန်းအခန်းကြီး74အခန်းငယ်1ကနေအခန်းငယ်30အထိမှာတွေ့ရမှာဖြစ်ပါတယ်။ဘုရားရှင်ဂရိပေးတော်မူတဲ့နို့နဲ့ပြားရည်စီစဉ်သောခါနန်ပြည်ထဲကိုဝင်ရောက်တိုက်ခိုက်ဖို့ကြောက်ရွံ့နေခဲ့ကြတဲ့ဣသရေလတွေဟာ အချင်းချင်းကြတော့ချောက်ခဲနဲ့အသေးကိုပောက်တက်ရဲဖို့တတ္တိရှိခဲ့ကြတဲ့တလွဲတတ္တိမှားရွင့်မှုကြီးကလည်းသင်္ကန်းစာယူစရာဖြစ်တဲ့ဒေါ်လျာချန်အခန်းကြီး73နဲ့ဒေါ်လျာချန်အခန်းကြီး74အခန်းငယ်1ကနေအခန်းငယ်10အထိကိုဒေါက်တာထွန်းမြတ်ရေးကအခုလိုသုံးသပ်တင်ပြထားပါဗျ။ပိနာဆိုတဲ့တောကနေထွက်လာတဲ့ဣတရီလကာဒေရှအရက်ကိုရောက်ပြီပြောခဲ့တဲ့အတိုင်းကာဒေရှဆိုရာဟာခါနန်နိုင်ငံရဲ့အနောက်တောင်နေဆက် ခါနန်ဆိုတာကတော့တခြားမဟုတ်ဘူးဒီဣသရေလလူမျိုးတို့ကိုဖျားသခင်က ပေးမယ်လို့ဂရိတော်တည်ထားတဲ့နေမည်ပဲအဲ့ဒီကာဒေရှနေဇက်ဒေသကိုရောက်ချင်းသူတို့အနေနဲ့ခါနန်ကို ထောက်လှမ်းဖို့အတွက်တရှိုးတွေကိုရွေးချယ်တာတရှိုးတွေနဲ့ခီးစဉ်လုပ်ငန်းတွေခါနန်ဒေသအကြောင်းထောက်လှမ်းရရှိတဲ့အချက်အလက်တွေနဲ့အတူသူတို့ရဲ့မတူညီကြတဲ့အဆုံးအဖြတ်တွေပေါ်ပေါက်လာတာကိုကျွန်တော် ဒီကျမ်းမှာလေ့လာတွေ့ရှိကြရပါလိမ့်မယ်။သောလယကျမ်းအခန်းကြီး7ရဲ့အငယ်1ကနေ3ကိုဖတ်ရင်ခါနန်ကိုစူးစမ်းခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်တို့ခေါင်းစဉ်ပေးပြီးလေ့လာနိုင်ပါလိမ့်မယ်။တဖန်ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသီကားဣသရေလအမျိုးသားတို့အားငါပေးသောခါနန်ပြည်ကိုစူးစမ်းစေခြင်းဟာအမျိုးအနွယ်အသီးသီးတဲကအဆွေအမျိုးသူကြီးဖြစ်သောတမျိုးတယောက်စီရွေးကောက်၍ဆေလွတ်လောဟု ခါဝေယဖျားမှားထားတော်မူသည့်အတိုင်းမောရှိသည်လူတို့ကိုပါရန်တော်ကဆေးလွတ်လေ၏ဆေးလွတ်သောသူ အပေါင်းတို့သည်ဣသရေလအမျိုး၌အကဲအမှုဖြစ်ကြ၏အခုလိုကျွန်တော်တို့ကဖတ်ရှုလိုက်တဲ့အခါကျတော့ခါနန်ကိုဖျားသခင်ကစုံစမ်းဖို့အတွက်စေခိုင်းတယ်ဆိုတာကိုမြင်ရတယ်ဒါဆိုရင်ဖျားသခင်ကသာဒီအစီအစဉ်ကို မလုံမနေရလိုအပ်တယ်ဆိုပြီးလုတ်တလားလို့မေးเสียဖြစ်လာတယ်မဟုတ်ပါဘူး ကမာကျန်းစာတော်မြတ်ဟာသူ့အပိုင်းနဲ့သူအဖွင့်အပိတ်တီရှိထားနှင်ပြီးဖြစ်ပါတယ်။ဒါကြောင့်ကမာကျန်းစာကိုလေ့လာမယ်ဆိုရင်ကြီးကြီးမြောင်မြောင်မလေ့လာရပါဘူး။ကျဲကျဲပြန့်ပြန့်လေ့လာရပါတယ်။ဥပမာဆိုရင်သခင်ယေရှုရဲ့သက်တော်စဉ်ဆိုတာဟာခရစ်ဝင်ကျမ်း၄ကျမ်းစလုံးပေါင်းယုံလေ့လာနိုင်မှပြည့်စုံမှပို့ပြီးတော့အတိတ်ပဲလေ့နေမှဖြစ်တယ်လို့အခုခန္ဓာန်ဒေသကိုစုံစမ်းခြင်းကိစ္စအတွက်တရားဟောရာကျမ်းအခန်းကြီး၁ အငွေ20မှ22ကိုကျွန်တော်အခုလိုကိုးကားပြပါမယ်။ကာဒီရှဘာနာအရတ်တို့ရောက်ကြ၏။ထိုအခါငါကလည်းငါတို့ဘုရားသခင်ထာဝရဘုရားပေးတော်မူသောအာမောရိတောင်တို့တင်တို့ရောက်ကြပြီ။တင်တို့ဘုရားသခင်ထာဝရဘုရားသည်ပြည်တော်ကိုတင်တို့ရှေ့မှထားတော်မူပြီ။တင်တို့အဖအများဤဘုရားသခင်ထာဝရဘုရားမိန်တော်မူသည့်အတိုင်းတက်သွား၍သိမ့်ယူကြလော့။မကြောက်ကြနှင့်စိတ်လဲမပြတ်ကြနှင့်ဟုပြောဆို၏။ ထိုအခါသင်တို့ရှိသည်မြသည်ငါထံသို့ချင်းကပ်၍အကျွန်ုပ်တို့ရှိ၌လူတို့ကိုစေလွတ်ပါမည်သူတို့သည်ထိုပြည်ကိုစုံစမ်းပြီးမှအကျွန်ုပ်တို့သည်အဘယ်လန်းသို့သွားလျှင်အဘယ်မျိုးသို့ရောက်ရမည်ကိုကြားပြောကြပါလိမ့်မည်ဟုအဲ့ဒီလိုဖော်ပြထားတာကိုတွေ့နိုင်ပါလေဒီအချက်ကိုထောက်ခြင်းအပြင်ဒီနယ်မြေကိုဒီလိုချက်ချင်းမဝင်ပဲထောက်လန်းပြီးမှစုံစမ်းစနေနာပြီးမှ ဝင်နေဆိုတာဟာဖျားသခင်ရဲ့မူလအစီအစဉ်မဟုတ်ဘူးသူတို့ဣသရေလရဲ့အကြံဉာဏ်နဲ့ မောရှေရဲ့ခေါင်းဆောင်ပိုင်းအစီအမံသာဖြစ်ခဲ့တယ်ဆိုတာပို့ပြီးတော့ထင်ရှားသွားရပါတယ်။ဒါပေမဲ့သူတို့ကအဲ့ဒီလိုစုံစမ်းမယ်ဆိုတော့လေလောက်ကြပေါ့ကွာ ဆိုပြီးတော့ဘုရားသခင်ကမီးစိမ်းပြလိုက်တာလာဖြစ်ပါတယ်။အမှန်တော့ဘုရားသခင်ကဒီနယ်မြေကိုသူတို့ကိုပေးမယ်လို့အခိုင်အမာပြောပြီးပြီ။ဂရိသစ္စာပြုတ်ပြီးပြီ။ပရိယင်ပြုတ်ပြီးပြီ။သူတို့ကိုတင်မဟုတ်ဘူး။သူတို့ရဲ့ဘိုးဘေးဘီဘင်းတွေကလည်းပြုတ်ခဲ့တဲ့ပရိယင်မဟုတ်ဘူးလား။ဒီနေရာဒီဒေသဟာသူတို့အတွက်လို့ ယတိပြတ်ဆုံးဖြတ်ခဲ့ပြီးဖြစ်တယ်။ဘာမှဖျားသခင်အတွက်စုံစမ်းเสียအကဲဖြတ်เสียအကြောင်းမရှိဘူး။ဒါကိုသူတို့ကပွားပြီးတော့မယုံတယ်လို့လို့ဘာလို့လို့နဲ့ပွားပြီးတော့ဘယ်လန့်ဝင်ကောင်းမယ်လို့ဘယ်မြို့အရင်ဝင်ကောင်းမယ်လို့သူတို့ကကျူးပြီးတော့တွားပြီးတော့စုံစမ်းခြင်းတသက်ပဲဖြစ်တယ်။အဲ့ဒီလိုသူတို့ကကိုယ်အုံနောက်ကိုသုံးပြီးတော့တွားပြီးတော့စုံစမ်းကြစနေနာကြနဲ့လုတဲ့အခါကျတော့သူတို့ဟာသူတို့ဒီဒေသရဲ့အန္တရာယ်တွေကိုတွေ့လာကြရတယ်။ကြောက်လန့်လာကြရတယ်။ ဖျားသခင်စီမှာယုံကြည်ခြင်းနဲ့အားနေသွားကြကြရတယ်။သူတို့စုံစမ်းသိရှိတဲ့အရာတွေကရောသူတို့ခါနန်ပြည်ကိုရယူတဲ့အချိန်မှာပျောက်ကွယ်ကုန်ကြတဲ့လား။မပျောက်ကွယ်ပါဘူး။အင်မတန်ထွားကြိုက်တဲ့ခါနန်သားတွေရှိတယ်လို့သူတို့သိရတယ်။သူတို့ဝင်လာလို့ဒီလူတွေပိန်ခီသွားကြသလား။မသွားပါဘူး။ဒီအခက်အခဲတွေပြဿနာတွေကအဲ့ဒီဂရိသစ္စာတော်ဟာတည်ရဲ့မြဲမြံခဲ့တယ်ဆိုတာကိုစဉ်းစားလိုက်ရင်လူသားတို့ရဲ့ဘုရားသခင်အပေါ်မှာထားရတဲ့ တန်တရားတွေမယုံကြည်ခြင်းဆိုတာတွေဟာ မလိုလားအပ်တဲ့အရာတွေဖြစ်လာတယ်။ဖျားသခင်ကိုတော်တိုင်ကလည်းဒါတွေကိုမကြိုက်ဘူးဆိုတာဟာအတိတ်ပဲပို့ပြီးတော့ငက်ရှိုင်းစွာပေါ်ထွက်လာပါတယ်။ကျွန်တော်ဟာအနန္တတကုရှင်ဖျားသခင်ရဲ့စေခိုင်းတော်မူရာလုပ်ငန်းမှန်သမျှကိုသတိတမန်ညံမြေကြုတ်ဆိုပြီးတော့ဟန်တလုံးပန်တလုံးအသုံးနှုံးကြီးနဲ့စူးစားဆောင်ရွက်တတ်ကြပါတယ်။အမှန်ကတော့ကို့အကြံဉာဏ်နဲ့ကိုလုပ်မယ်အစားဖျားသခင်ရဲ့လမ်းပြခြင်းကိုယုံကြည်စိတ်ချလက်ခံလိုက်တာဟာ ပို့ပြီးတော့မှန်ကန်တယ်လို့ကျွန်တော်တင်ပြလိုပါတယ်။ယုံကြည်ခြင်းခွန်အားနဲ့အကျွင်းမဲ့ဆက်ကပ်ရာပို့ပြီးတော့ရောက်တယ်လို့ကျွန်တော်ရဲ့ဓမ္မအမြင်ကိုဖွင့်ဆိုတင်ပြခြင်းပါတယ်။ဒါဝိတ်မင်းကြီးရဲ့38ခုမြောက်သောစာလံအပိုင်ငယ်9ဟာကျွန်တော်ရဲ့မပြတ်တမ်းဆွဲကံရမယ့်ဆောင်ပုဒ်တစ်ခုလို့ကျွန်တော်ဆိုခြင်းပါတယ်။ဒါကိုနားဆင်ကြည့်ကြပါ။38ခုမြောက်သောစာလံအပိုင်ငယ်9ကိုအမှုအရာကိုထားဝယ်ရဖျား၌အဲ့လော ကိုတော်ကိုကိုးစားလို့သို့ပြုလျင်စီရင်တော်မူမည်ဆိုတဲ့အချက်ပဲဖြစ်ပါလေခင်ဗျာကပ္ပာဦးကျမ်းမာတော့ကအမေပိုက်ထဲမှာဒရေတဲကလေးကယာကုတ်ဆိုတဲ့အငယ်ဟာအကြီးအေးသောကိုကြုံခံရလိမ့်မယ်လို့ဘုရားသခင် အခိုင်အမာပြောခဲ့ပါရဲ့နဲ့အမေရေဘက်ခဟာဖာယာကုတ်နဲ့ပေါင်းပြီးတော့ဘုရားသခင်မပေးမှကြာနေတာပဲဒီအခွင့်အရေးကိုမတရားလုပြီးယူတဲ့အခါကျတော့သမိုင်းအမဲဆက်ကြီးထင်သွားခဲ့ရတယ်မဟုတ်ဘူးလားဟော အခုလဲအဲ့ဒီလိုပဲဣသရေလလူမျိုးတော်ယုံကြည်ခြင်းအားပြော့ခဲ့ကြပြီလို့ကျွန်တော်တို့တွေ့နိုင်ပါတယ်အခုသူတို့ရဲ့အကြံစီနဲ့သူတို့ရဲ့ညံနဲ့ဘုရားသခင်ကိုအကျွမ်းမဲ့ပုံမအပ်ဖဲနဲ့တရှိုတွေလွတ်ပြီးတော့စုံစမ်းမယ်ဆိုတော့ဘုရားသခင်ဘာပြောမလဲအေးအေးစုံစမ်းခြင်းတပဆိုလဲစုံစမ်းကြပေါ့ကွာဆွေမျိုးစုတွေတဲ့ကတကြီးအဆင့်လောက်ရှိတဲ့လူတွေနဲ့စုံစမ်းကြစေတဲ့ဘုရားသခင်ခွင့်ပြုလိုက်တယ် ြီးခဲ့တဲ့သင်ခန်းစာတွေမှာကျွန်တော်ဖော်ပြခဲ့တဲ့အချက်ကလေးတစ်ခုကိုဒီနေရာမှာထပ်ပြီးတော့ဖော်ပြခြင်းပါတယ်။သူတို့တောင်းတော်စုကိုတော့ပေးတယ်။ဒါပေမဲ့သူတို့၌ပိန်ကြုံခြင်းကိုပါပေးသွင်းတယ်ဆိုတဲ့အချက်။တရား6ခုမြောက်သောဆာလံအငယ်15မှာတွေ့ရတဲ့အချက်ပါပဲ။အခုမကြခင်မှာ ပိန်ကြုံခြင်းတဲ့ဆိုးတဲ့ဒုက္ခကိုသူတို့တွေ့ရတော့မယ်။အဲဒီလိုတရှိုးတွေရွေးချယ်တာကိုအသေးစိတ်ကျွန်တော်မဖော်ပြတော့ပါဘူး။အရေးကြီးတဲ့နှစ်ဦးကိုသာအခုလိုဖော်ပြလိုပါတယ်။ အငယ်6နဲ့8ယုဒအမျိုးရေဖုန်နာသားကလည်းအေဖရိန်အမျိုးနုံဤသားဩရှိတူတောင်းတဲ့ကြမ်းပိုက်ကလေးဖြစ်ပါတယ်ဒါကိုပဲကျွန်တော်ဟာတခြားရှေလျားတဲ့တရှိုတွေရွေးချယ်ခြင်းတွေကနေရွေးနှုတ်ပြီးတော့ဖော်ပြထားရစီအခုဆက်လက်ပြီးတော့တရှိုတို့ဤတာဝန်များဆိုတဲ့အကြောင်းကိုအခန်းငယ်16မှ20အထိကြော်ပြီးတော့ဖတ်ရှုလေ့လာကြပါစို့ခါနန်ပြည်ကိုစူးစမ်းစေခြင်းကမောရှိဆေလွှတ်၍ သင်တို့သည်တောင်မျက်နှာလမ်းဖြင့်သွား၍တောင်ယိုးပေါ်သို့တက်ကြလော့ထိုးပြီးသည်အဘယ်သို့သောပြည်ဖြစ်သည်။ပြည်သားတို့သည်အာကြီးသလောအာနေသလောမြားသလောနဲသလောသူတို့နေသောပြည်သည်ကောင်းသလောမကောင်းသောသူတို့နေသောမြို့ရွာတို့သည်အဘယ်သို့နီးတဲနှင့်နေကြသလောခိုင်ကန်းသောမြို့နှင့်နေကြသလော ထိုးမြေသည်ကောင်းသလောမကောင်းသောတောမြားသလောနဲသလောဟုကြည့်ရှုကြလော့ရဲရင်သောစိတ်ရှိကြလော့ပစ်သည်အချို့ကိုလည်းယူခဲ့ကြလော့ဟုမှားလိုက်လေ ထိုကာလပြီစပြစ်သည်မဲ့စကာလဖြစ်သည်မောရှေရဲ့အုံနောက်ကလာတဲ့အမြင်တွေပဲမကောင်းဘူးလို့တခုမှ မဆိုနိုင်ပါဘူးကောင်းတဲ့အကြံအဉာဏ်တွေအဖြစ် ကျွန်တော်အနေနဲ့လည်းတခုမှကန့်ကွက်စရာအကြောင်းမရှိပါဘူးတခုတော့ရှိလေဖျားသခင်ပေးကိုပေးမယ်ဆိုတဲ့ဂရိတော်ကိုတော့ပြည့်ရဲ့ပြုတ်နေတယ်လို့ဖြစ်ခဲ့ရပြီဆိုတာဟာဘယ်သူညင်းနိုင်မလဲ ကျွန်တော်ရဲ့လူဘဝလုပ်ငန်းဆောင်တာတွေမှာလဲကျွန်တော်ဟာဒီလိုပဲပြင်ရဆင်ရမှုတွေအများကြီးရှိတတ်ပါတယ်ကျွန်တော်ပြောခဲ့တဲ့အတိုင်းသတိတမန်ဉာဏ်မြေကတော့ ਨੇ အလုတ်လောက်ကြတာတွေသဘောမျိုးပေါ့ဒါပေမဲ့အဲ့ဒီသတိတွေတမန်တွေဉာဏ်မြေကတော့တည်းရဲ့အထက်မှာကတော့ပန်ရှင်သောဝိညာဉ်တော်ရဲ့လမ်းပြမှုပို့ဆောင်မှုက ရှိကိုရှိရလိမ့်မယ်အသက်ရှင်တော်မူသောအနန္တတကုရှင်ဘုရားသခင်ရဲ့အရေးအာဝါသဟာရှိကိုရှိရလိမ့်မယ်သူ့ရဲ့တကုတော်ကျေးဇူးဂိယုနာတော်တွေကို မယုံသင်္ကားစရာပြည့်ရဲ့ဖြစ်စရာတွေဆိုရင်တော့လာလာမှရောင်ပြီးတော့မလုပ်ကြပါနဲ့ဒါဟာဒီကနေ့တွေ့ရတဲ့အလွန်အရေးကြီးတဲ့သင်္ကန်းစာတစ်ခုပဲလို့တင်ပြထားရစီတရှိုးတို့ဤအလုံများဆိုပြီးတော့စတင်လေ့လာကြမယ်ဆိုရင်အငယ်27ထိုသူတို့သည်ဇိနာတော်မှသွား၍ဟာမတ်မြို့သို့ရောက်သောလမ်းနာယေဟောဗာမြို့တိုင်အောင်ခါနန်ပြည်ကိုစုံစမ်းကြ၏ဟာမတ်ဆိုတာဟာခါနန်ရဲ့ဟိုမာဘက်ကမြို့ပဲ ဒီအထိအရောက်သွားနိုင်ရဲ့ဆိုတာဟာအတော်ကိုပြီးတဲ့ဣသရေလရဲ့အရေးအချင်းကိုသိတာထင်ရှားစေပါလေအကယ်၍သာအခုခေတ်ဆိုရင်တော့ခါနန်အတွင်ရေးဆိုတဲ့စာအုပ်ကြီးကိုတောင်မှသူတို့စုပေါင်းပြီးတော့ရေးကောင်းရေးနိုင်ကြလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်အများကြီးသူတို့စုံစမ်းဖော်ထုတ်လို့ရတဲ့လက္ခဏာလည်းရှိပါတယ်အဲ့ဒီမှာသူတို့ဟာအနက်ဗမာလိုတော့အာနကအမျိုးအနွယ်တွေရဲ့အကြောင်းကိုပိုင်ပိုင်ငယ်ငယ်ကြီးတချို့လှုပ်ပြီးတော့ရေးထားတယ်ဆိုတာကို တွေ့ရတယ်ဆိုတာအခုလို့ဖော်ပြပါတယ်အငွေ20မှ25ကိုကြည်ပါတောင်မြေနာ၌ရှောက်သွားသောအာနက အမျိုးသားအဟိမန်ရှေရှဲတာလမဲနေသောဟေပြုံမျိုးတို့ရောက်ကြ၏ဟေပြုံမျိုးကအေဂုတ်ထုပြည်၌ဇောနာမျိုးမတီမီခုနှစ်နှစ်ကတည်သောမျိုးဖြစ်သည်အေရှကောလာဂျိုင်းတို့ရောက်ရင်အသီးတပြုတ်ပါသောစပြည့်နွယ်ပင်အခက်တစ်ခက်ကိုခုတ်၍လူနှစ်ယောက်တို့သည်ထန်းပေါ်နှင့်ထန်းကြ၏တလဲသည်သင်္ဘောသဖန်းသည်များကိုလည်းဆောင်ခဲ့ကြ၏ ဣသရေလအမျိုးသားခုတ်ယူသောစပစ်ပြီးပြုတ်ကိုထောက်၍ထိုဂျိုင်းကိုအေရှကောလာဂျိုင်းဟုသော အမည်ဖြင့်မှဲ့သည်။အရက်40လွန်မှခါနန်ပြည်ကိုစူးစမ်းသော အမှု ပြီး၍ပြန်လာကြ၏။ဒီကျမ်းအရစပစ်တနွယ်ဘုမဟုတ်စပစ်တခန့်ရဲ့ထွားချိုင်းမှုကဘလောက်ရှိတယ်ဆိုတာကိုပြည့်မြင်ရပါတယ်။တဘိုးနဲ့လူနှစ်ယောက်ဖယ်ရတဲ့အချိန်လေးတဲ့။အဲ့ဒီလိုရရတဲ့၍အသီးအနှံတွေကိုသူတို့ယူလာခဲ့တာဟာ ဒီမြေရဲ့မြေဩဇာအခြေအနေကိုဣသရေလများမြင်ဖို့အကဲဖြတ်ဖို့အတွက်ဖြစ်ပါတယ်။နို့နှင့်ပြားရီစီးတော်မြေဆိုတဲ့ခေါင်းစဉ်နဲ့ဆက်လက်လေ့လာကြပါအောင်စို့။အငယ်26မှ29မောရှေနှင့်အာယုံမှစ၍ဣသရေလအမျိုးသားပြိသက်အပေါင်းတို့နေရာပါရန်တော့ကာဒေရှာရက်သို့ရောက်သောအခါပြိသက်အပေါင်းတို့အားသတင်းကြားပြော၍ထိုပြည်၌သီးသောအသီးကိုပြကြ၏။မောရှေအားလည်းအကျွန်ုပ်တို့သည် ကိုတော်ဆေလွှတ်သောပြည်သို့ရောက်ခဲ့ပါပြီအကယ်စင်စစ်ထိုပြည်သည်နို့နှင့်ပြား၏စီသောပြည်ဖြစ်ပါ၏ဤအသီးတို့ကထိုပြည်၌သီသောအသီးဖြစ်ပါ၏အခုကျမ်းစာရဲ့ဆိုလိုရင်းကတော့ဒီအသီးတွေကိုကြည်ပါဒီမြေဩဇာကိုအကဲခတ်ကြပါဒီမြေဟာဘုရားသခင်သူတို့ကိုဂရိပေးတဲ့အတိုင်းပါပဲတဲ့ဘုရားသခင်ကဘယ်လိုဂရိပေးထားတယ်လဲမင်းတို့ကိုနို့နဲ့ပြားရည်စီးတဲ့ခန္ဓာပြီးကိုငါပို့ဆောင်မယ်လို့ဂရိရှိထားခဲ့တယ်မဟုတ်ဘူးလား အခုတော့သူတို့သေသေးချာသိသွားကြပြီလက်တွေ့စမ်းသပ်ပြီးကြပြီဒီပြည်ဟာဘုရားသခင်ရဲ့ဂရိတော်နဲ့ညီတယ်တဲ့ဆုံးဖြတ်ယွင်မှဒုက္ခပွားဆိုပြီးတော့ခေါင်းစဉ်ပေးပြီးတော့ဆက်လက်လေ့လာကြည့်ကြပါအောင်စို့အငယ်28နဲ့29တို့ရရင်ပြည်သူပြည်သားတို့သည်အာတိပါ၏ခိုင်ခံသောမြို့ကြီးနှင့်နေကြပါ၏ထုံမြမက အာနကအမျိုးသားတို့ကိုလည်းမြင်ရပါ၏အာမလဲအမျိုးသားတို့သည်တောင်ဘက်၌၎င်းဟိတ်တိလူရေပုသည်လူ အာမောရိလူတို့သည်တောင်ရိုးပေါ်၌၎င်းခာနနိလူတို့သည်ပင်လယ်နားယော်ဒန်မြစ်နား၌၎င်းနေကြပါသည်ဟုရှောက်ဆိုကြ၏သူတို့အဲ့ဒီအတိုင်းမြင်ခဲ့လို့အဲ့ဒီအတိုင်းပြန်ပြောနေကြပါတယ်ကျွန်တော်တို့ကိုဘုရားသခင်ပေးမဲ့မြေကလူတွေဟာအာလွန်ကြီးတယ်တဲ့မြို့ရိုးကြီးတွေအမြင့်ကြီးကြားမှာအင်းအားတောင့်တင်းခိုင်မာစွာနေကြပါတယ်တဲ့သူတို့အမြင်လို့ကျွန်တော်ပြောလိုက်တယ်နော်သူတို့ဟာစကြတဲ့က ။ဖန်သေးရမျက်လုံးနေနဲ့တွားကြည့်ခဲ့ကြတယ်မဟုတ်ဘူးလား။ဒီတော့ကြောက်စိတ်ရဲ့မြင်နေ။ရှင်းရှင်းပဲကျွန်တော်ကတော့ဒီတိုင်းယုံနေ။ပြီးတော့ယုံကြည်ခြင်းမရှိတဲ့နှလုံးသားတွေနဲ့ပွားပြီးတော့စုံစမ်းခဲ့ကြတယ်။ယုံကြည်ခြင်းမရှိတဲ့အမြင်ကိုပဲမြင်တွေ့ရတယ်။ဒါဟာစိတ်တဗေဒရဲ့သဘောတရား။ဒီအချက်ကိုကျွန်တော်ကတော့လေးလေးနက်နက်ထည့်ပြီးတော့ပြတ်လိုက်ပါတယ်။ဘို့ကြောက်ကြောက်နဲ့ယုံကြည်ခြင်းကင်းမဲ့ဆိုတာတွားပြီးကြည့်တဲ့အခါကျတော့လူကြီးတွေဟာအလွန်အားကြီးတယ် မြို့ရိုးကြီးတွေဟာအမြင့်ကြီးကြားထဲမှာအင်အားတောင့်တင်းခိုက်မှစွာနေကြတယ်အဲ့ဒီအတိုင်းသူတို့မြင်ခဲ့လို့အဲ့ဒီအတိုင်းပြန်ပြောပြီအငယ်37မှ33သူတို့နဲ့အတူလိုက်သွားသောသူတို့ကထိုပြည်သားတို့ကိုငါတို့မတိုက်နိုင်သူတို့သည်ငါတို့တဲ့သာ၍အာကြီးကြသည်ဟု၍၎င်းငါတို့သွား၍စုံစမ်းသောပြည်သည်မိမိသားတို့ကိုဖျက်ဆီးတတ်၏ငါတို့တွေ့မြင်သောပြည်သားအပေါင်းတို့သည်အလွန်အယက်မြင်ကြ၏ကိုကြီးသောလူမျိုးအနွယ် အာနကအမျိုးအနွယ်ဖြစ်၍အလွန်ကြီးမားသောသူတို့ကိုလည်းမြင်ခဲ့ကြပြီ သူတို့ရှိမှငါတို့သည်ကိုအထင်အတိုင်းနှံကောင်းကဲ့သို့ဖြစ်ကြ၏သူတို့အထင်အတိုင်းလည်းထို့သို့ဖြစ်ကြပြီဟူ၍၎င်းမိမိတို့စူးစမ်းသောပြည်ကိုဣသရေလအမျိုးသားတို့အားမကောင်းသတင်းကို ကြားပြောကြလေ၏ကြောက်စိတ်တို့ပန်တရားစိတ်တို့ဆိုတာတွေဟာယုံကြည်ခြင်းကိုဝါမျိုးချလိုက်တယ်အခဲအခဲတွေကိုကြည့်ပဲအရင်တွေးစီတယ်ချဲ့ပြီးတော့တွေးစီတယ် မြေဩဇာကောင်းတဲ့ဒေသသားတွေအစားအသောက်ကောင်းလို့ထွားတာဘာဆန်းလဲဒါပေမဲ့သူတို့အဖို့ထွားသိနေတယ်ပို့ပြီးတော့ထွားတယ်လို့မြင်နေကြပြီစန်းစာထဲမှာကိုကကို့အထင်အတိုင်းလို့ဖော်ပြထားတယ်မဟုတ်ဘူးလားလူဘလူးကြီးတွေနဲ့စရင်ကျွန်တော်တို့ကနှံကောင်ကလေးတွေလိုပဲထင်ပါတယ်တဲ့ကျွန်တော်တို့ကိုကျွန်တော်တို့နှံကောင်ကလေးတွေလိုပဲဖြစ်သွားရပါတယ်တဲ့လောက်စလုံးတောင် မရှိဘဲနဲ့အီဂျစ်ကိုအောင်နိုင်ခဲ့တာဝရင်းတုတ်တလက်မရှိဘဲနဲ့ အာမလက်တီကိုအောင်နိုင်ခဲ့တာတွေကိုသူတို့မေ့သွားကြပြီသတိမရကြတော့ဘူးဖျားသခင်ကိုနဘေးမှာချိန်လိုက်ကြပြီအဲ့ဒီမှာတင်အတွေးအမြင်တွေအကုန်လုံးဟာကပြောင်းကပြန်ဖြစ်ကုန်ကြရပြီအဲ့ဒီလိုလူတွေကြားမှာအမှန်တရားကိုရှာဖွေသူတယောက်အကြောင်းတွေ့ရတယ်သူ့အကြောင်းကိုတော့အငယ်30မှာချမ်းခဲ့ပါတယ်အခုနားဆင်ကြည့်ကြပါကာလက်ကလည်းချက်ချင်းချီသွား၍ထိုပြီကိုသိမ့်ယူကြစို့ အောင်နိုင်ကောင်းသည်ဟုမောရှိရှိမှလူများတို့ကို ငြင်းစေ၏လူကြောက်တွေဝိုင်းဝိုင်းလည်နေတဲ့ကြားတွေကပေါ်ထွက်လာတဲ့အ ਨੇ စုရဲ့အမှန်မျှတာဖြစ်ပါတယ်။သူကတော့ကလဲတဲ့ဒီကျမ်းအစတုန်းကမြင်ခဲ့ရတဲ့ယူရာအမျိုးအနယ်ပေါ့။ဒါပေမဲ့သူ့ကိုမောရှေရဲ့လက်ထောက်ယောရှုကလွှဲပြီးဘသူကမှမထောက်ခံဘူး။မိစေအပေါင်းတို့ခမညာအလုံးသင်ငန်းစာရယူနိုင်တဲ့တောလဲရကျမ်းအခန်းကြီး73ဟာဒီမာရင်ပဲနှိကုံးချုပ်သွားပါပြီ။ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုမေ့လျော့ပြီးတော့ တကိုးတော်ကို အမှတ်မရတဲ့အခါမှာ လူသားတွေဟာနှံကောင်းတွေအဖြစ်ကိုကိုကို မြင်သွားရတယ်ဆိုတာကိုမမေ့ကြဘူးတင်ပြပေးရစီအခုဆိုရင်တောလဲရကျမ်းအခန်းကြီး14ကိုကျွန်တော်ဆက်လက်ရောက်ရှိလာပါပြီနှံကောင်းလို့အများစုကိုကိုကိုထင်နေတဲ့အထိဖျားကိုမေ့နေတဲ့လူမျိုးတော်ရဲ့အဖြစ်ကိုဆက်လက်ပြီးတည်ငြိမ်ကြရမယ်ကျမ်းဖြစ်ပါတယ်ဟေပြဲဩဝါဒစာအခန်းကြီး3အငယ်16မှ19ကိုကျွန်တော်ဒီနေရာမှာ ဥပမာယူပြီးတော့လေ့လာကြည့်ကြပါစို့အငှက်60ပတ်လုံးနှစ်သက်တော်မမှုသောသူတို့ကအဘဲသူနီးဒုစရိုက်အဖြစ်ကိုပြူသောကြောင့်တော၌လဲ၍သေသောသူပင်မဟုတ်လောသင်တို့သည်ငါဤချမ်းသာတဲ့သို့မဝင်ရကြဟုကြိမ်ဆိုတော်မူသောသူတို့ကမယုံကြည်သောသူမှတပါအဘဲသူနီးတို့ဖြစ်၍သူတို့သည်မယုံကြည်သောကြောင့်သာမဝင်နိုင်သည်ကိုငါတို့သိမြင်ကြ၏အဲ့ဒီလိုဖော်ပြထားခြင်းကိုတွေ့ရပါတယ် ဣသရေလလူမျိုးတို့ရဲ့မယုံကြည်ခြင်းအပြစ်ဟာတော၌လဲပြီးသေတဲ့အထိဖြစ်ရတော့တယ်ဆိုတာကိုယဉ်နှင်းပွဲဖော်ပြချက်အချင်းချုပ်ပဲဖြစ်ပါတယ်ခင်ဗျာတောလရာချမ်းအခန်းကြီး14အငယ်1မှ3ထိုအခါပရိသတ်အပေါင်းတို့သည်အဖန်ကိုသွေ့မြည်တမ်းသဖြင့်တညလုံးငိုကြွေးကြ၏ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့သည်မောရှိနှင့်အာယုံအားအပြစ်တင်သောစကားနှင့်မြည်တမ်းလျက်ငါတို့သည်အဲကုတ်ထုပြည်၌မသေးပါလေ ဤတော၌မသေးပါလေငါတို့သည်ဓာဖြင့်သေ၍သားမယားတို့သည်ယံသူလက်သို့ရောက်စေခြင်းဟာထာဝရဖျားသည်အဘယ်ကြောင့်ငါတို့ကိုဤရက်သို့ဆောင်ခဲ့တော်မူသနည်းအေဂုတ်သူပြည်သို့ပြန်ကောင်းသည်မဟုတ်လောဟုမောရှေနှင့်အာယုံအားဆိုပြီးမှကျွန်တော်အကြင်ကြင်ဖော်ပြခဲ့ဘူးတဲ့မနုဿတန်စင်ခုန်ကြီးတန်ပေါ်လာပြီခါတိုင်းတဲ့ပို့ပြီးဆိုးတယ်ငါတို့တော့ဓာရီလှန်နေတဲ့သေရတော်မဟဲတဲ့ထုံးပွဲချပြီးငိုတယ် ယင်ပစီတီရှိုက်ရင်လေအဲ့ဒီအချိန်မှာဖျားသခင်ကိုဖုတ်ရတဲ့ငါပြီရှိလေတဲ့တောင်မထားနိုင်လောက်တဲ့အထိယုံကြည်ခြင်းပြည့်ဝနေပြီဆိုတာရှင်းရှင်းကြီးသိတာနေပြီမဟုတ်ဘူးလားတို့ဟာခန္ဓာတဲ့ကလူဘလူတွေကိုပဲတွေးနေတယ်ကိုကိုကိုနှံကောင်ကလေးတွေအဖြစ်ပဲတွေးနေတယ်ဆိုတာရှင်းနေပြီဘလောက်အထိယုံကြည်ခြင်းအဆင့်နှိမ့်ကြသွားတယ်လေဘလောက်အထိရုပ်ပြည့်ဆင်းပြတ်တွေဖြစ်နေတယ်လေလူရဲ့ရုပ်ဇာတိတွေဟာဘလောက်ပေါ်လွင်လာတယ်လေ အခုနေမြာခါနန်ဘက်ကမြင်းခွာသံတို့စစ်ခရာမှုတ်သံတို့ပေါ်လာရင်ဒီလူတွေဘာမှမလုပ်ရဘဲနဲ့တောင်မှသေမဲ့ပုံပေါ်နေပြီမဟုတ်ဘူးလားမောရှိနဲ့အာယုံလဲအဲ့ဒီသူရဲကောင်းတွေကြားမှာပြာဆောင်ပါပြီကျွန်တော်အနေနဲ့ဒီကောင်းဆောင်မှုအပေါ်မှာအတော်ကြီးကိုစာနာမိပါတယ်သူတို့အရင် ကိုသေးသွားတာကတော့မှ နာကြီးသက်သာအောင်မယ်လို့တောင်ထင်မိပါတယ်အထူးအရေးကြီးတာကတော့ကိုသေးပြီးတော့ကိုသားမရကိုသူများသိမ့်မှာကိုထဲ့ပြောတဲ့အချက်ကိုစဉ်းစားပါ ဒီအချက်မှာဘုရားသခင်ကိုအကျွင်းမဲ့ဆန္ဒပြလိုက်တာအယုံကြည်မရှိအဆိုးတင်သွင်းလိုက်တာ ਨੇ ဘာမှမထူပါဘူးအေးသူတို့မသိသေးတာကသူတို့အခုအကြောင်းပြပြီးတော့အလွန်အကျွန်းစိတ်ပူနေတဲ့ဖာမယာတွေကိုသာဘုရားသခင်ကလုံကြုံစွာနဲ့ဒီပြည်တဲကိုဝင်ခွင့်ပေးမယ်ဆိုတာကိုအဲ့ဒီလူတွေရောင်လို့တောင်မတွေးမိခြင်းပဲဖြစ်ပါတယ်ဒါဟာအံ့ဩစရာအချက်တစ်ချက်ပါဒါကိုရှေ့မှာမကြခင်ကျွန်တော်တို့တွေ့ရပါတော့မယ် ငယ်၄မှ၉တဖန်လူတစုံတစ်ယောက်ကိုချီးမြှောက်၍အဲဂုတ်ထုပြည်သို့ပြန်ရစို့ဟုတယောက်ကိုတယောက်ဆိုကြ၏မောရှင်နှင့်အာယုံတို့သည်ဣတရေလအမျိုးသားပြိသက်အပေါင်းတို့ရှေ့မှပြတ်ဝတ်လျက်နေကြ၏ခါနန်ပြည်ကိုစူးစမ်းသောလူစုတွေကနှုံဤသားယောရှုရေဖုန်နာဤသားကာလက်တို့သည်မိမိတို့အဖို့ကိုဆုပ်၍ဣတရေလအမျိုးသားအပေါင်းတို့အားခေါ်လျက်ငါတို့လျှောက်သွား၍စုံစမ်းသောပြည်သည်အလွန်တရာကောင်းသောပြည်ဖြစ်ပါ၏ထာဝရဘုရားသည်ငါတို့ကိုနှစ်သက်ခြင်း နို့နေပြာဤစီးသောထိုးပြီးလို့ငါတို့ကိုဆောင်းသွေးအပိုင်ပေးတော်မူလိမ့်မည်ခါဝဲရဖျားကိုမပုံကန်ကြပါနှင့်ထိုးပြီးသူပြည်သားတို့ကိုမကြောက်ကြပါနှင့်သူတို့သည်ငါတို့စားเสียရဖို့ဖြစ်ကြ၏သူတို့၌အမိတကယ်မရှိခါဝဲရဖျားသည်ငါတို့ဘက်၌ရှိတော်မူ၏ဘို့ဖြစ်၍သူတို့ကိုမကြောက်ကြနှင့်ဟုပြောဆိုကြလေသောခါနန်တဲကိုသွားတဲ့အထဲမှာယောရှုလည်းပါတာပဲကာလက်လည်းပါတာပဲအမြင်ချင်းတူကြသလားဖះသခင် ဘက်ကယက်တီတဲ့လူဖះချစ်သူနဲ့ဖះသခင်ကိုပယ်တဲ့လူတွေရဲ့အမြင်တွေဟာတူကြသလားအဖြစ်အပျက်ညမှာရှင်းနေပြီသူတို့ဒီငါတို့စားเสียရဖို့ဖြစ်ဤတဲ့ရိုင်းတဲ့ဝေါ်ဟာရလို့ထင်เสียရှိတယ်မဟုတ်ဘူးပြင်းထန်တဲ့ယုံကြည်ခြင်းကလာတဲ့စကားသာ ဖြစ်ပါတယ်ဖះသခင်အပေါ်မှာတည်ရှိတဲ့ယုံကြည်မှုအကျိုးမဲ့အာကိုခိုလုံမှုကလာတဲ့စကားပဲပြီးတော့ဆက်လိုက်သေးတယ်ဒီလူတွေဘာကြီးတွေပဲဖြစ်ဖြစ် ဖះသခင်ဟာငါတို့ဘက်မှာရှိနေတာပဲဥစ္စာမကြောက်ကြနဲ့တဲ့ဖះသခင်အပေါ်မှာယုံကြည်သူတို့ဟာအဲ့ဒီလိုစိတ်ဓာတ်မျိုးမွေးမြူရမယ်ဖခင်ဖះသခင်ဟာကိုယ့်ရဲ့အသက်အိုးအိမ်စီးစိမ်အားလုံးကိုပိုင်ဆိုင်တယ်သူဥဆောင်တဲ့ဘဝအသက်တာမှာ ကိုယ်ဟာအမြဲတမ်းလုံခြုံနေဆိုတဲ့မမိတ်မသုံယုံကြည်ခြင်းရှိကြရလိမ့်မယ်ဒီယုံကြည်ခြင်းကိုအခုကာလက်နဲ့ယောရှုကပြပြီဒီယုံကြည်ခြင်းရဲ့ဆန့်ကျင်ဘက် အကြောက်တရားတွေကိုလေကြံတဲ့ဣတရီလာတွေပြနေပြီအဲ့ဒီလိုလဲပြောရောတိုက်ရမယ်ခါနန်ကိုသာမတိုက်ရဲတဲ့သူရဲကောင်းနှံကောင်းတွေကဘယ်လိုလုပ်ကြတယ်လဲဆိုတာကိုကြည့်ပါကိုရယူရမယ်ဂရိထားတဲ့မြေဘုရားသခင်ပေးပါမယ်ဆိုတဲ့အရက်ကခါနန်ကိုသာမတိုက်ရဲတာသူတို့မဟုတ်တဲ့နေရာကျတော့တွားပြီးတော့ရဲရဲကြီးတတ်သိရှိနေကြတယ်ကိုအချင်းချင်းအပေါ်မှာတော့ပွားပြီးပြစ်စာဖောက်ကြတယ်သွေးစာနေကြတယ်ဖျားသခင်ရဲ့စကားကိုနားထောင်နေ ယုံကြည်တယ်ဒါကြောင့်မလို့ရဲရဲကြီးသွားပြီးတိုက်ကြစို့ဆိုတဲ့ယောရှုနဲ့ကာလက်တို့ကိုတော့ဝိုင်းပြီးတော့တတ်ဖို့ကြံစီဝန်ကြတယ်ဘလို့အံ့ဩဖို့ကောင်းတယ်တောလေယာချမ်းအခန်းကြီး14အငယ်30ကိုဆက်ပြီးကြည့်ပါပရိသတ်အပေါင်းတို့သည်ထိုသူနှစ်ယောက်ကိုကြောက်ခဲနှင့်ပြစ်ချင်းကစီရင်ကြ၏ထိုအခါထာဝရဘုရား၏ဘုန်းတော်သည်ဣသရေလအမျိုးသားအပေါင်းတို့ရှေ့မှပရိသတ်စည်းဝေးရာတဲတော်၌ထင်ရှားလေ၏မောရှိနှင့်အာယုံ ဝိုင်းပြီးဆူလို့ဆဲလို့ကုတ်နေကြရပြီအခုကာလဲနဲ့ယောရှုလဲဂဲနဲ့ဝိုင်းပြီးအထုခံရမယ့်အခြေအနေဖြစ်နေပြီမော့လို့ခေါ်တဲ့စီးမဲ့ကမ်းမဲ့လူအုပ်ဟာအလွန်အစိတ်ပြင်းထန်တယ်ဆိုတာကိုကျွန်တော်အချိန်ချင်းပြောခဲ့ပါတယ်ဒီနေရာမှာဆက်ပြီးတော့ကွင်းကွင်းကွက်ကွက်ကျွန်တော်တို့တွေ့မြင်ကြရပါပြီကမာကျန်းစာဟာဖော်ပြနေပါပြီဖျားလခင်ဘယ်လိုမှကြည်မနေနိုင်ဘူးသူ့ရဲ့ဘုံတော်အဖြစ်ပြိသက်စီဝေးရတဲတော်ရှိမှာပေါ်ထွက်လာပါပြီ ဒါဟာဘုရားသခင်ရဲ့အဲ့ဒီအချိန်ကာလမှာပြုမူနေကြရှေးထုံးအစဉ်လာပါပဲ။ဘုရားသခင်ပေါ်လာတယ်ဆိုလို့ဘုရားသခင်ရဲ့ရုပ်ဝါကိုမြင်ရတာမဟုတ်ဘူးနော်။ကောင်းငင်တမန်အဖြစ်ပေါ်လာခြင်းပေါ်လာမယ်။အလင်းအဖြစ်ပေါ်လာခြင်းပေါ်လာမယ်။ဘုရားသခင်ကိုဒီဖက်ရှိလူသမိုင်းမှာဘယ်သူမှမမြင်ဘူးဘူး။ဂရိတော်ကိုပမာမခန့်လုတ်တဲ့လူမျိုးတော်ကို ဆုံးမဖို့ဘုရားသခင်ဟာထက်မှန်ပေါ်ပေါက်လာရခြင်းဖြစ်တယ်။ဂရိတော်ကိုမလေးမခန့် မခံမညာမဖွဲမညာလုတ်ခဲတဲ့လူမျိုးတော်ဖျားသခင်ကိုချစ်ကြောက်ယိုသေးခြင်းမရှိတဲ့လူမျိုးတော်ရဲ့တမိုင်းအဖြစ်ဆိုကြီးကိုတော့နောက်နေ့အစီအစဉ်မှာကျွန်တော်တို့ကွင်းကွင်းကွက်ကွက်ဆက်လက်နားထောင်ကြရမှာဖြစ်ပါတယ်လို့တင်ပြရင်ဒီကနေ့အနားယူကြပါဦးစို့နောက်တစ်ချိန်အစီအစဉ်မှာတောလျာချန်အခန်းကြီး14အခန်းငယ်17ကနေတောလျာချန်အခန်းကြီး15အခန်းငယ်8အထိကိုလေ့လာမှာဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါတယ် ခံယူတော်သူများအားလုံးအပေါ်မှာဖျားခင်ကောင်းကြီးပေးပါစေရှင်